လူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိရသော်ဗျာဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ်ကုသကံမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အလုတ်ကိုင်းနေကောင်းမယ် မွေခြေတနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြဆာမယ်ယာရုခုံသိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောက်နေလို့ပြောကြတာနော်သို့တော့မကောင်းတာပါလဲလို့ဆိုလို့ရှိမကြခင်ဥသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ယောသွားတယ်လို့မရှိဘူးနော်လူတိုင်းလူတိုင်းဟာယောဂကင်းတယ်ဆိုတာမတမ်းမရှားနေတယ် အဲ့တော့ကံကောင်းတယ်ကံကောင်းတယ် ਨੇ ကြိုးစားနေရင်ကနေကံဆိုးမိုးမောင်တွေ့နေကြတာပဲဖြစ်တယ်။ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်။နောက်ဆုံးမိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရမတမခဲရင်လေ။လူတိုင်းလူတိုင်းဟာသေဆုံးခြင်းမှာဆုံးသတ်ကြရတယ်။ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့တောကနဲ့ပဲနေကြရတာဖြစ်တယ်။ တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရတယ်ယာရုကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲစီစဉ်ဥစ္စာချမ်းသာကြွားတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်အဲ့တော့တန်တရာထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ကြအလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြအေးကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာ အကောင်းသက်သက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာ၄သများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရာခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကိုကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကကံဆိုတာဘာလဲလို့မေးလို့ရှင်စေရနာဟံဘိခွေကမ္မဝရမိ ရသော်ဘုရားကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေးတယ် pollution လို့အင်္ဂလိပ်လိုပြန်တယ်ထို့တဲ့ကောင်းတဲ့ဟာ stimulation လို့ motivation လို့တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင် မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့ စွာအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွာအားတွေနဲ့သူကပေါင်းဆက်သွားတာအဲ့တော့ကံကိုဒီတမားအဖြစ်ပြောရင် စေတနာဟံဘိက္ခေကမ္မဝရမိလူတွေဟာဒီ တွန်းအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလည်းအောင်လုပ်ကြ။ဘာတွေဖြစ်လာတော့ဆိုကမ္မဆိုတဲ့အမှုတွေဖြစ်လာတယ်နော်။စိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ပြောဆိုတဲ့အမှုကိုယ်ဒီလည်းအောင်လုပ်တဲ့အမှုတွေအဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆို။ ဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေရနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟောအလုံးဘုရားဘာသာဝင်သူရောစင်နေသိတဲ့တိုင်ကာယကံဝစီကံမနောကံလို့ရှိတယ်မယ်စေရနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူးကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့တနည်းအားဖြင့်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော် တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အကိုပြောမယ်ဆိုရင် သူများတက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့ကသားမယာစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတက်ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းနာတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ်တိတ်ခါကိုထိန်တယ်သူတို့ကသားမယာစိတ်နဲ့တောင်မပြစ်မှားဘူးလို့ ြစ်မှချင်းမှရှောင်ကျင်တယ်ဆိုကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါတွေကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်ရှင်ဘုံရအဖြစ်သူများဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ ကိလေသာနဲ့တွဲလာတယ်သူတော်ဘာတမယပြင်းမာတယ်ဆိုတာကြလဲလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းရန်ဒေါသဆိုတာနဲ့လည်းတွဲတယ်လက်စားချေတဲ့သဘောမျိုးလှုပ်တာလည်းရှိတယ်နော်အဲ့ဒါကြောင့်မလို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးတော့စေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတာအဲ့ဒါတွေကစေရနာလို့ခေါ်တယ်တခါနှုတ်ကပြောတဲ့အခါမှာ ကောင်းမကောင်းနှစ်ခုရှိရတယ်ပဲမကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရနာတွေ ਨੇ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမှန်မကန်ပြောတယ်တုံတူမတက်အောင်ခုံချောတယ်ဆဲရည်တယ် အကျိုးရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိမ့်လေတဲ့စကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတဲ့စေရနာတုံးနဲ့တူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကိုဒီရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့ တဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးစေတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းရွှေချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ်အလုံးသိနေကြတဲ့မူတဝါဒပိတုဏဝါစာဖရုဒဝါစာသမ္မပလပါလို့ဆိုတယ်ဒီစကားတွေနှုတ်ကထွက်လာအောင်တောင်းအပ်ပြီးတဲ့စေတနာကိုကံလို့ခေါ်တယ်အခု အဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်ပြန်တယ်။ဟုတ်ပြီကာယကံနဲ့ဝစီကံဟာစေရနာကိုကောက်တာမှန်။မနောကံကြည့်လိုက်။မနောကံကြတော့စေရနာမဟုတ်တော့ဘူး။အဘိစာဆိုတာသူများပစ္စည်းကိုကိုပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှုအဘိစာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာ လောဘနဲ့သူပစ္စည်းကိုမှရချင်တယ်။ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်။နော်။သူများပိုင်တဲ့ပစ္စည်းကိုမပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်။စေရနာမဟုတ်ဘူး။လောဘကိုကံလို့ခေါ်တယ်အဲ့ကြတော့။မနောကမှလောဘကိုကံလို့ခေါ်တယ် တခါပြာပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ့်ဘောမှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင် ကောင်းမှာပဲဒီကောင်းသေသွားရင် ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ်သူက ကံဖြစ်သွားတဲ့ဆိုရဲရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာဆိုလို့အဲ့ဒီဒေါသဟာတမန်မိသားစုကိုယ်တငယ်ချင်းပေါင်းတဲ့ တော့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်မိဘကိုသာသမီကစိတ်ဆိုးတယ်ညီကုံမောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်သို့သောဒီကောင်တည်သွားရင်ပျက်စီးသွားရင်ကောင်းမှာပဲဆိုတော့မပါဘူးကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသအခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့ နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒါတော့အလုံးကိုသိမ့်မွေးတယ်လောကလူတွေကလွယ်လွယ်ပြောကြတယ်တမလွန်လောကကိုမယုံဘူးနောက်ဘဝကိုမယုံဘူးအတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူ့ သူတို့ချင်းချင်းပေါင်းသင်းဆက်ဆံကြတာဖြစ်တယ်။ဘာမှကျေးဇူးတင်စရာမလိုဘူး။လူတွေကတည်သွားပြီးရင်နောက်ဘဝဆိုတာမရှိဘူး။နော်။နောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့။ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။တဘဝတစ်ခါပဲတည်တယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာ ကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိရလည်းပဲကံမဲ့တာမနောကံလို့ခေါ်တယ်မြတ်စွာဘုရားကအပြစ်တွေထဲမှာဘိသဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိဟာအဲ့ဒီဒိဋ္ဌိကိုပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော် တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောထုဆိုင်တဲ့မဲ့ပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ကံဤအကျိုးကိုညှင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညှင်းပယ်တယ်အကြောင်းတရားကိုလည်းညှင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီ အမြင်လေးဟာကိုယ့်ကိုယ်တော့ဖီလိုဆိုဖီလို့ထင်ကောင်းထင်လိမ့်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလှူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးတေပြီပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာနဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့ကံဖြစ်သွားတယ်အဲ့ဒါမနှောခံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့ စေတနာဟံဘိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနေ့ရဲပဲဟောတာစေတနာတိကံမှတ်နေအဲ့ဒီတွန်းအားတွေကြောင့်လုံးမိတယ်တွန်းအားတွေကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေမှာစိတ်ကူးချမ်းစီမိတာကြတော့ခဏဒီသဘာဝတရားတွေအဘိဓါဆိုတာလောဘပြဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိ အဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်၃ခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထို့တူရတာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်ကဆိုတော့ကံပဲတစ်မျိုးရှိတုံးလို့အခုအကျဉ်းပြောမယ်ဆိုရင် အကုသိုလ်ကံဟာစေရနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ် လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်။ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်။ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်နော်။ဟောဒါမကောင်းတဲ့ကံဘက်ကဒါရီရ။ကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်နော်ရှောင်ကျင်မှုနဲ့သွားတယ်။တမယာသက်တချင်မှရှောင်တယ်။ရှောင်မှုရာအတွက်တွန်းအား။ motivation stimulation တွန်းအား။အဲ့ဒီတွန်းအားနဲ့ မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူတဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတော့ဆိုအနာဘိစာအလောဘအလောဘဆိုတာ generosity ဒီကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူး Pijin kanyin ne sai pe shi ne, tu miya bisi ma de ayu bu sai te ma bisi bu. Aloba, anabe sa. Abya wara mita. Aroda sa mita. Terwari chana jawa zi lu, mita pura ka. Abya wara sure. Sirena. Mano kame. Abya wara sure. Aroda sire de kubyora. No? Abya wara sure. Aroda sire de kubyora. အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုတာဒီအာရဒာကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုသတော်ရီအလုံးချမ်းသာကြပါစေတည်တူအဆင်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်နေညမေညတာဒုက္ခမေးเสียဘုသူဘုသူမဒုက္ခမပေးပါစေနဲ့ပြိဋ္ဌဲမှာပါသလိုတပိပတ္တရာနိပတ္တန္တု တော်ရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘုသူထံမှအစိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအတော်သားမေတ္တာအပြာပါရာတို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ်နော်ကံဖြစ်သွားနောက်တစ်ခါတမ္မဒိဋ္ဌိတမ္မဒိဋ္ဌိဆိုတာကြတော့ခုနလို gain အကျိုးကိုညင်းပယ်တာမဟုတ်ဘူး မကနဲ့အမြင်တစ်ခုယူစမ်းအေးကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေဆိုတာကျေးဇူးတင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေကသာခွင့်မပြုဘူးဆိုရင်ဘာနဲ့တူတော့ဆို လူစီလာဖို့ရမေဖေကအင်မီဂရေးရှင်းပဲလေသူဗီဇာထုတ်မပေးရင် လာလို့မရဘူးခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားတာတွေတောင်ရှိတယ် မတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထည့်ပြစ်တာအိမတလောကတာဓာတိတာရော မိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်ပြန်ဆောင်းလျှောက်လို့ရကိုကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆူးကဘယ်လိုဆက်ဆက်လို့ရပါမလားကိုကနောက်မှလာတာလေအမေဖေကကိုကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလား ရောက်နိုင်ဘူးမိုးကြွှေကိုဖြစ်မှသာရောက်ကောင်းရောက်အမေဖေကအမီဂရေးရှင်းပဲသူလက်ခံမှာဖြစ်တာအဲ့ဒီလက်ခံတဲ့ခြေဆုကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာရောဆိုမိဘရဲ့ခြေဆုကိုသုံးခွန်းနဲ့မြတ်စွာဘုရားစုံအောင်ပြောလိုက်တယ်တခုကအပါဒကာကိုယ်ဝန်ကလေးကအမေကဆောင်းလျှောက်လာခဲ့ရတယ်မွေးလာတယ်လည်းဆောင်းလျှောက် မောတကာမွေးဖွားလာတဲ့နောက်မှာစောင်းလျှောက်ရုံနဲ့မကဘူးကြွေမွေးတယ်။ဟောနှစ်ခုစောင်းလျှောက်ခြင်းကြွေမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့ဣမတ်တလောကတာထတ်တည်တာတော့ဒီလောကကြီးကိုပြတယ်ဆိုတာဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲမိဘခြေဆုကောမဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့လို့ဆိုရင်ကိုယ်နောက်မှရောက်တာဆိုတော့ မိဘကိုကိုကလူလောကလာဖို့ဆိုတော့ဘယ်လိုလုပ်တုံးဆန်သူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ခြေကျူးရှိတယ်လို့လက်ခံခြင်းသည်ပင်လေသူကတမဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တုံလုံးလောကဆိုတာရှိတယ်လူတွေဟာတည်သွားပြီးရင်နောက်ဘဝဆိုရောက်လာအောင်မယ်ဆိုတော့ ကံတရားရဲ့အကျိုးလက်ခံတာတယ်မှန်သမျှတမဋ္ဌိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့ပညာလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိတမဋ္ဌိဋ္ဌိကြတော့ပညာ right understanding မင်္ဂန်နဲ့နားလည်မှုနော်မင်္ဂန်နဲ့နားလည်မှုအဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့ အရောဒဆိုရဲမေတ္တာရဲ့အမတ္တိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးဥပါကံပဲစေတနာတည်းမဟုတ်ဘူးနော်ကုသကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တောအားပေးတယ်တောအားပေးလိုက်တာဟာသူကအနာကြီးတွေစုသွားအောင်သူက စုဆောင်းလိုက်တာဒါမို့အာယုဟနရတလို့ခေါ်တယ်သူတို့ကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေးလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲဆိုနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတိဟာဘယ်မှာသွားစုသလဲကနေ့ခေတ်တော့ဂိုင်းကူးတွေဂိုင်းကူးတာတွေပါတယ်ရှိတယ်ပေါ့နော် အဲ့ဒီထားတဘာဝအပြင်ဘယ်နေရာမှာသွားစုတယ်လဲလို့ဆိုလို့ရှိရင်မျိုးစိသွားစုအတိမှသွားစုအတိမှသွားစုအဲ့ဒီအတိတဲ့ကအစိတ်လေးထဲမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသမိဒိဋ္ဌိအလောဘအရောဒါ တမပညာလို့ဆိုရက်ဒီတရားတွေပေါ်မှာအနှစ်တရားစုသွားလို့ဘဝတစ်ခုကျုပ်ပြိမဲ့ဆိုလို့ရှင်တရားတွေကကျုပ်ပြိနိုင်လာတယ်အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုန်းကြီးတို့တွေနေစဉ်ဘာတွေလုံးနေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေစဉ်လုံးနေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင် ဥဘောပုံဉ္စပပင်းစယမစ္စောကုရုတိဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကို ရွှပီတောကံလိုခေါလိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်ဆာအရာယခစ္စတိကိုယ့်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်ဘူးသူများနဲ့မဆိုင်ုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေသမျှကလပ်ပလုံဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲဒါထုံးစံမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတယ်တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လည်းပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခုနကတာမန်အကြီးပေါ်တုတ်တက်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လိမ့်မယ်နော်တကယ်တော့လောကမှာဒီလူတွေမှာနေစင်တဲ့အမြကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူယဉ်တဲ့နှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ယဉ်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေတယ် ် accumulation ဆိုတာစုမိဆောင်မိဖြစ်သွားစုမိဆောင်မိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောတိကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာ ကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုပိုင်ဥစ္စာကိုလုပ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆုလို့တယ်နော်ကိုယ်ရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်မှာတော့နော် ကိုယ်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုယ်စားလိုက်တဲ့အစာရဲ့အကောင်အဆိုးကလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတကတာကံသာလင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင် ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာရာယခစ္စတိဒါကြီးကပါသွားမှာပဲဘလို့လို့ပါလာတော့ကံတရားတွေကဘယ်မှကိမ့်နေတာနှလုံးထဲမှာကိမ့်သလားနှလုံးထဲမှာကိမ့်ရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘွားဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်ဟုတ် အဆိုင်မှာဖြစ်ရင်ဒီဘွားတွေမေ့သွားပြီအဲ့တော့ကန်တရားပဲသွားနေပြီအုံနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါရအကြောင်းရှိပြန်အဲ့တော့ကန်ဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမစစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တောက်မသွားဘူး စိတ်အစဉ်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental process ဟာတဏှာဝကတဏှာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတောင်ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှိရင်ဆန်းစွမ်းအားနဲ့တမာရီစွမ်းအားနဲ့စိတ်ကိုယုံမုံးပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အတိညာတ်ဘုံဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာခပ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောရမယ်ခិត္တ boss လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်တာနော်ချိန်တိုင်ပြန်ပေါ်လာမှသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါនិရောဓသမဘာဆိုတာကြာဦးရလိမ့်မယ်និရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသာရောအလုံးချုပ်သွားတယ် တမာရီဆောင်အားနဲ့ဒါလဲပော့စ်လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုရလဲသူကသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမိဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပော့စ်လုပ်လိုက်လို့ရှိရင်စိတ်ဟာလဲရက်သွားတယ်အဲ့ဒီနှစ်နေရာလွှဲရင်မြင့်တဲ့ process ကပြောင်းမသွားဒါဖြင့်ခုနလိုပော့စ်လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ွယ်သွားလားဆိုမကွယ်ဘူး ရှိနေနောင်နေဟာအနန္တရပစ္စည်းရောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတယ်ဆိုုံတော့အနန္တရပစ္စည်းရောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူရဲ့ process ရှိနေတယ်ဆိုတာပြတယ်နော်ရက်လိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ကြားမှာအကြောက်ွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စည်းရောလို့ပြောတယ်နော်တခါ အတင်ညသဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပိစီရောပဲစိတ်အစဉ်ညာသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟိုကရုပ်စဉ်သူတမာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာ ပြန်လီနိုးထလာပြန်တယ်ခိတ္တဘော့စ်လို့တယ်အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပိုင်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တနည်းအားမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့သူတို့ပဲမှတ်သားပါဖြစ်တယ်ဟုတ်ပြီ ကောင်းလေကောင်းတာလို့လေကံဖြစ်တယ်မကောင်းတာလို့လေကံဖြစ်တယ်အဲ့ဒီခံတွေဟာလုံးတရာကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတ္တိအနေနဲ့ပါနေတာတော့စွန့်ရည်တတ္တိအနေနဲ့ပါ အကြောင်းအကျိုးညင်ညင်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့တို့ဆိုလို့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားက ေးကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလှုပ်ကြလို့ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်နေဆို